ရိုမန်လေးနဲ့တူတူ ပုံမြင်လေးတွေနားထောင်ကြရအောင်ဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ရှက်တက်သောယုံကလေးကလေးတို့ရေတခါတော့ငါတဲစားဆိုတဲ့သိပြီးရှက်တက်တဲ့ယုံကလေးတကောင်ရှိတယ်တဲ့သူမှာရှည်သွားလေးနှချောင်းကတခြားယုံလေးတွေထက် ပိုပြီးကြည့်နေတာမို့တခြားယုံလေးတွေရှိမှသူ့သွားကြီးတွေကိုမြင်သွားမလားဆိုပြီးတွေးကြောက်နေတာပေါ့ ဒါကြောင့်သူဟာတခြားယုံလေးတွေရှိမှအစာစားလေးမရှိသလိုပြုံးရည်လီလည်းမရှိဘူးတဲ့တခြားယုံလေးတွေကတော့သဲစာကိုခင်မင်ကျင်ကြပြီးမင်းသဲစာခမားမှာတော့သူ့သွားလေးတွေကြောင့်အားငယ်နေရတာပေါ့ကွယ်မိုးဦးတူရောက်တဲ့အခါသူ့အိမ်လေးထဲမှာမုံလာဦးလေးတွေစားရင်းမျက်ဆောင်လေးကိုခြုံရင်းနဲ့သဲစာဟာနွိနွိထွထွေလေးနေလေးရှိတယ်မိုးဦးတူရဲ့တညမှာတော့သဲစာတို့နေတဲ့တောအုပ်မှာလေပြင်းတွေတိုက်ခတ်တော့တာပေါ့ လေပြင်းတွေဆဲပြီးမနက်လေးနဲ့အချိန်ရောက်မှတော့တဲစာအိမ်တကားအဖွင့်မှာအိမ်တကားအဝမှာငှက်ကလေးတကောင်ရောက်နေလေတဲ့ငှက်ကလေးဟာအတောင်လေးတွေနားပြီးလေပြင်းကြောင့်တစက်ဆက်တုံငါကြောက်ရွံ့နေရှာတယ်ခါတိုင်းအရှက်ကြီးလို့ဘသူမှအိမ်ထဲအဝင်မခံတဲ့တဲစာဟာငှက်ကလေးကိုတနာသွားပြီးအိမ်ထဲကိုခေါ်သွားတာပေါ့ သဲစာဟာငှက်ကလေးကို ရေနွဲ့နွဲ့လေးနဲ့ရေပတ်တိုက်ပေးတယ်။ဆေးရွက်လေးတွေလည်းအုံပေးပြီးပြုစုတွေ့တာပေါ့။ဒါပေမဲ့သူစုဆောင်းသားတဲ့မုံလာဦးလေးတွေထုတ်ကြွေးတဲ့အခါငှက်ကလေးကမစားဘူးတဲ့။ဒါနဲ့အိမ်ထဲကအိမ်ပြင်မထွက်တဲ့သေးစာဟာငှက်ကလေးကို အစာကျွေးဖို့အိမ်ပြင်ကို အစာထွက်ရှာရတော့မယ်လို့ဆုံးဖြတ်လိုက်တာပေါ့ကွယ်။ သဲစာဟာပိန့်ရွက်ထီးလေးကိုစောင်းရင်းမျက်လွယ်အိတ်လေးကိုလွယ်ရင်းနဲ့ဇီးကွက်ကြီးစီမှာစပတ်စီလေးတွေတွားတောင်းနေဇီးကွက်ကြီးကအိတ်ချင်မှုတို့နဲ့စပတ်နံတွေတော့မရှိဘူးညက်တီးတွေပဲရှိတယ်ဆိုပြီးတော့ပြောတာပေါ့ယူသွားပါချေဆိုပြီးတော့လဲပေးလိုက်တယ်သေးစားလေးမျက်တီးလေးတွေယူပြီးဆက်သွားတဲ့အခါစိတ်သားမိကိုတွေ့တယ်တဲ့ သဲစာကဇပတ်စိလေးတွေများရှိမလားခမညာလို့မေးလိုက်တယ်။ကျွန်တော်ငက်ကလေးကိုကြွေးကျင်လို့ပါလို့ပြောတဲ့အခါစိတ်သားမိက မရှိချောင်းသူတို့သားမိတောင် မနေ့ကလေပြင်းကြောင့်ဆူတာရလေးတွေပါသွားကြောင်းစားစီရမရှိချောင်းကိုပါသဲစာလေးကိုပြောတာပေါ့။ဒါနဲ့တဲစာလေးကဇီးကွက်ကြီးစီကရလာတဲ့မျက်တီးလေးတွေကိုခြွေလိုက်တယ်။စိတ်မကြီးကတဲစာကို တစ်ကလက်အုပ်စီသွားပါလားသူ့မှာစူဆောင်းနာတာလေးတွေရှိတတ်တယ်လို့ပြောလိုက်တယ်။ဒါနဲ့သဲစာလည်းတစ်ကလက်အုပ်စီသွားတဲ့အခါတစ်ကလက်အုပ်ကို မတွေ့ပါဘူးတဲ့။ဘာလို့လဲဆိုတော့တစ်ကလက်အုပ်ဟာတစ်ကိုင်းတွေအောက်မှာပြိနေရှာလို့တဲ့။သဲစာဟာတစ်ကလက်အုပ်ကိုဘောကတစ်ကိုင်းတွေကိုစိတ်ရှည်လက်ရှည်ဖယ်ရှားပေးရင်တစ်ကလက်အုပ်ကို တွဲထူပေးခဲ့တယ်။ တစ်ကလက်အုပ်စီမားလည်းဇပတ်စီလေးတွေမရှိတာကြောင့်တဲစားလည်းစိတ်ညစ်ညစ်နဲ့တော်တဲ့အစာလျှောက်ရှာရင်လမ်းတစ်လျှောက်မှာရေမျောနေတဲ့ခါချင်းတွေတစ်တီးကြွေတွေစုနေတဲ့ရှင်ကလေးတွေနဲ့အခြားဒုက္ခများနေတဲ့သူတွေကိုကူညီပေးခဲ့တယ်။အလိုနဲ့ရှာရင်ရှာရင်နဲ့တဲစားဟာသူ့တငယ်ချင်းယုံလေးတွေရှိကိုရောက်သွားပါတော့တယ်။သူကသူ့တငယ်ချင်းယုံလေးတွေစီရောက်တဲ့အခါ ူတငယ်ချင်းယုံလေးတွေဟာအလုံများနေရှာကြတယ်။ဘာလို့အလုံတွေများနေပါလဲလို့သဲစာကဆက်ဆူတဲ့အခါယုံအုပ်ထဲကယုံလေးတချို့ရဲ့အိမ်တွေပျက်စီးသွားတာကြောင့်လို့ပြောပြတယ်။ဒါနဲ့သဲစာလည်းယုံကလေးတွေကို ကူညီပြီးအပြက်အစီးတွေကိုဖယ်ကာအိမ်လေးတွေကူဆောက်ပေးနေရှာတော့တယ်။ညနေဆောင်တဲ့အခါဆောက်လို့ပြီးသွားပါရောတဲ့ဒါပေမဲ့တဲစားခမည်းမပျော်ရှာဘူး ူမငှက်ကလေးအတွက်စပစေးလေးတွေမရလို့တဲ့အဲ့ဒီအချိန်မှာရုံအိမ်တွေစီကိုတိရွက်တီနဲ့ထုတ်ထားတဲ့အထုပ်လေးတစ်ထုပ်ခါချင်းတွေတည်လာခဲ့တယ်။ခါချင်းတွေဟာသဲစာနာမှာတိရွက်ထုတ်ကိုပြစ်ချလိုက်တယ်။တိရွက်ထုတ်ကိုသဲစာဖြွင့်ကြည့်လိုက်တဲ့အခါအထဲမှာစံစီလေးတွေကိုတွေ့ရပါတော့တယ်။တိရွက်ထုတ်ထဲမှာလည်းအရန်ကိုကူညီတတ်တဲ့ယုံကလေးသဲစာအတွက် လက်ဆောင်မွန်ပါဆိုတဲ့စာလေးတစ်စောင်လည်းပါလာတယ်။တဲစာဟာဝမ်းသာလွန်းလို့ပြုံးရည်လိုက်ပါတော့တယ်။တဲစာရဲ့တငယ်ချင်းတွေလည်းတဲစာနားမှာဝိုင်းပြီးတဲစာကိုချီချူကုန်ပြူကြပါတော့တယ်။တဲစာဟာအဲ့ဒီအချိန်မှာ သူ့ရှေ့သွားလေးတွေအတွက် ရှက်စိတ်တွေလည်းမရှိတော့ပါဘူးတဲ့။ရှေ့သွားလေးတွေကိုလည်းသတိမရတော့ပါဘူးတဲ့။ သူဟာငှက်ကလေးဖို့အစာရပြီဆိုပြီးပျော်ရွှင်စွာ ပြုံးရင်ရင်ငှက်ကလေးရှိရာ သူ့အိမ်ကိုပြန်သွားပါတော့တယ်။မိုးဦးအကုံမာတော့ငှက်ကလေးဟာတဲဆာရဲ့ပြုစုမှုကြောင့်အတောင်မှန်တွေလည်းပြန်ဆုပ်ပြေးလာပြီးခရင်းနေရတော့မှမို့တဲဆာကိုနှုတ်ဆက်ရင်ဂျေဇုတင်ကြောင့်ပြောကပြန်တန်းသွားပါတော့တယ်။ ကူညီတတ်တဲ့သဲစာဟာလေသူ့တငယ်ချင်းယုံလေးတွေနဲ့အတူပြုံးရည်ရင် အစာတွေအတူတူရှာရင်းနဲ့မုံလာဥတွေကပ်ရင်ပျော်ရှင်စွာနေထိုင်သွားပါတော့တယ်။ဒါကြောင့်ကလေးတို့လည်းယုံကလေးလိုအားငယ်စိတ်တွေနဲ့တယောက်တည်းအထီးကျန်မနေပဲအများအကျိုးတည်ဖို့ဆောင်ရွက်က ကို့မှာအားနည်းချက်ရှိရင်တောင်မှ အားတာချက်အဖြစ် ပြောင်းလဲပြီးနေထိုင်ရမယ်နော်။ ုံမြင်လေးရတော့ဒါပါပဲညတိုင်းနားထောင်ကောင်းတဲ့အိမ်ရဝင်ပုံမြင်လေးတွေတင်ဆက်ပေးသွားမှာဖို့တီတီလေးရဲ့ channel လေးကို subscribe လုပ်ပေးဖို့မမေ့နဲ့အောင်နော်